ကျန်တဲ့တခြားသောဒုတိယအတန်တွေလည်းကိုလိုချင်တာရှိရင် sample one shot တော့လိုတာပေါ့နော်အဲ one shot ကိုဒီထဲဆွဲထည့်ပြီးခေါ်သုံးတာပါ ခေါ်သုံးတာတော့ရှင်းပါတယ်ဒီမှာကျွန်တော်တို့ new track ပေါ့နော် new track မှာဒီ project အောက်ကခေါ်လဲရတယ် editor ကနေခေါ်လဲရတယ်ဒီမှာ sampler track ဆိုပြီးရှိတယ်ဒီမှာညာကလစ်နှိပ်ပြီးတော့ဒီကနေပြီးတော့ sampler track ဆိုပြီးတော့ခေါ်လို့ရတယ်အဲ့တော့ဒီနှစ်ခုကိုကျွန်တော်ပြန်ခေါ်ပြမယ်ဒီနှစ်ခုကိုကျွန်တော်ပြန်ဖြတ်လိုက်မယ် ျွန်တော် edit track ကနေပြီးတော့ sampler track ကိုခေါ်မယ်ခေါ်ပြီးတော့ edit track ပဲနှိပ်လိုက်မပေါ်လာပြီပေါ်လာတဲ့ခါမှာကျွန်တော်ဒီ drop ဆိုရဲအားလေးအောက်မှာရှိတယ် drop audio sample or midi pad here ဆိုပြီးရှိတယ်အဲ့ဒီထဲကိုကျွန်တော်ဆွဲထည့်ရမယ်အဲကျွန်တော်ရှိမှာရှိတဲ့ထဲကအကျမ်းပေါ့နော်ကိုကိုအတန်ကောင်းရင်ကောင်းသလောက်ကျွန်တော်တော့အကျမ်းလုတ်ပြမှာပါညမာတူရိယာတွေကကျွန်တော်လည်းမကြွန့်ကျင်တဲ့အတွက်ဒီချအတန်လေးလှအောင်မချိန်နိုင်ပါဘူး ို့မှာ one shot ကောင်းရင်ကောင်းသလောက်ပေါ့ကျွန်တော်မစ်ထဲရပဲဖြည်းဖြည်းခေါ်လိုက်တော့မယ်မစ်ထဲရဒီမှာဒိုပေါ့နော် C COD တွေကိုဆွဲထည့်လိုက်မယ်ဆွဲထည့်ပြီးသွားရင်ဒီမှာကျွန်တော်တို့အကုန်စိတ်ကြိုက်ပြန်ချိန်လို့ရတယ် optic တွေချိန်လို့ရတယ်ဒီမှာ amp နေ modulation တွေချိန်လို့ရတယ်အခုဆွဲထည့်လိုက်တာကျွန်တော်ပုံစံထည့်လိုက်တာဒီပုံစံလေးကိုဒီကိုခေါ်လိုက်မယ်နားထောင်ကြည့်မယ် update ကိုကိုယ်စိတ်ကြိုက်ပြင်လို့ရတယ်ကျွန်တော်ဒီမှာအတန်ကို one update မြင့်ချင်ဒီမှာမြင်လိုက်လို့ရတယ်2ကိုမြင်ကြည့်လိုက်မယ်အဲဒါဆိုတအားသေးသွားပြီဒါဆိုအောက်ကိုနှိမ့်ကြည့်လိုက်မယ်ထပ်နှိမ့်မယ်အဲ့လိုမျိုးပေါ့နော်ကိုယ်စိတ်ကြိုက်လိုတဲ့အချိန်မြင်လို့ရတယ်ဒီဘက်မှာ L4 ဘာအကုန်ချိန်လို့ရသေးတယ်ကျွန်တော်တော့မကြွန့်ကျင်တဲ့အတွက်မချိန်ပြတော့ဘူး ပုံစံအနေနဲ့ခြောက်နေတဲ့အတွက်ကျွန်တော်ဒီ insert ကနေပြီးတော့ robot လေးလောက်ပဲထည့်လိုက်တော့မယ်ဒီ jupe ရဲ့ room work အစီပဲထည့်လိုက်မယ် robot များနေနေ miss ကပဲ short လိုက်တော့ဒါပုံစံပေါ့နော်ပြီးရင်ကျွန်တော်နောက်တစ် line ထပ်ယူလိုက်မယ် sampler trap ပဲအဲ့ဒီမှာကြတော့ကျွန်တော်ခုနထဲက နှဲတန်လေးခေါ်ကြည့်လိုက်မယ်။ဒါတော့နှဲတန်တော့အကျန်းလေးပါပဲကျွန်တော်မုံရွာရက်ထက်အောင်ကူညီပေးထားတဲ့နှဲတန်လေး။ကိုယ့်ကိုစိတ်ကြိုက်နှဲသမားနဲ့စိတ်ကြိုက်ဖမ်းရင်တော့ပိုကောင်းပါလိမ့်မယ်။အဲ့တော့ဒီနှဲတန်ကိုကျွန်တော်ဒီအောင် အောက်ဆွဲထည့်လိုက်မယ်။ ဲတောင်ကိုကျွန်တော် update change ကြည့်မယ်။ one update မြင့်ကြည့်လိုက်မယ်။အဲအရင်ခြုံသွားပြီ။ဒါ minus 1 short ထားတာ update ကိုကျွန်တော်ပုံမှန်0နဲ့ပဲထားကြည့်မယ်။0နဲ့ကတော့ကျွန်တော်စိတ်ထဲပိုကောင်းသလားလို့ပုံမှန်နှဲတဲ့နဲ့ပိုတူတယ်ပေါ့နော်။ မှန်ဆိုတော့ဒီဘုံလိုနဲလိုဒုတိယတွေကိုကျွန်တော်မြမတန်စင်နဲ့ဆန်းတာတော့ပိုကောင်းပါတယ်ကျွန်တော်မြမတန်စင်ကိုကျွန်တော်မကျွမ်းကျင်တဲ့အတွက်အမာရင်းပါမှာဆိုလို့ကျွန်တော်အလွယ်တကူပဲအစဉ်ပြေတဲ့ဟာလေးနဲ့ကျွန်တော်ဆန်းပြတာပါ thank you ီကောင်တွေကိုကိုစိတ်ကြိုက် EQ တွေ Robust တွေ Chorus တွေဒီလိုမျိုးအသင့်လျော်မဲ့ဟာလေးတွေပေါ့နော်ချိန်နိုင်ရင်ပိုကောင်းပါလိမ့်မယ်အဓိကရေးကြည့်တာတော့ဒိုးသံဖြစ်ရမှာပေါ့နော်ကျွန်တော်စီသံဖြစ်ရမယ်စီသံမှတ်တီတော့ဆွထည့်လိုက်ပြီးရင်ကိုကစိတ်ကြိုက်ပြန်စီတဲ့ခါကျတော့အတန်စင်မှန်မှာဖြစ်ပါတယ်စီသံမဟုတ်ပဲ D ဖြစ်နေကျွန်တော်ဒီမှာတီးလိုက်တဲ့အခါမှာ D key နဲ့ဖြစ်သွားမယ် C ဖြစ်တဲ့အတွက်ကျွန်တော် C စီသံနဲ့တီးတာပေါ့နော်ဒါတော့ ကိုညံရှင်းရှိသလိုမျိုးစုံကွန့်လို့ရပါတယ်။တိုင်းညွန်ကိုစိတ်ကြိုက်နားလဲလဲလို့ဆိုရင်ပြန်ချိန်ကြည့်ပါ။ပို့ပြီးတော့ကောင်းပါလိမ့်မယ်။ကိုကိုတိုင်းဝမ်းရှော့တွေဖမ်းနိုင်ရင်တော့ပို့ကောင်းဆုံးပါ။ကျွန်တော်တို့မြန်မာသားမကြမ်းကျင်တဲ့အတွက်ဒီလောက်ပဲအကြမ်းပဲဆန်းပြတာပါ။ဒီလောက်ဆိုရင်ပြင်ပတန်တွေကိုဒီ sampler truck ကနေပြီးတော့ဘလို့ခေါ်ရမလဲဆိုတာသဘောပေါက်မလို့ထင်ပါတယ်။ဒီလွတ်နေတဲ့နေရာလေးကိုကိုထည့်ခြင်းနဲ့ပြင်ပတန်ဥမာတခြား ကီးဘုတ်က one shot တန်နေဆိုလဲထည့်လို့ရပါတယ်ဆန်နေရတန်ဖြစ်ဖြစ် trumpet တန်ဖြစ်ဖြစ်ဒါမျိုးပေါ့ဘလို့တန်မျိုးဖြစ်ဖြစ်ပေါ့နော်လေချွန်တန်ပဲဖြစ်ဖြစ်ဒါမျိုး one shot ဖမ်းပြီးတော့ဒီလဲထည့်လို့ရပါတယ်ထည့်ပြီးတော့ဒီမှာကိုတန်စင်ပြန်စီလို့ရပါတယ်နောက်ဆုံး vocal ဆိုရင်တော့မှကျွန်တော်ပါဇက်ကနေတော့ဒိုးလို့ဆိုပြီးတော့အဲ့ဒါလေးကို C key နဲ့ဒိုးလေးကိုဆိုပြီးတော့ one shot ဖမ်းပြီးတော့ထည့်နေအောင်မှ vocal melody ကိုလုပ်လို့ရပါတယ်ဒီလောက်ဆိုအားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော် လိုအပ်ရင်ကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။